အဲ့ဒီစိတ်သက်သုံးမှုနဲ့ပဲခင်ဗျားတို့တော်လို့ရပါမယ်တဲ့နံပါတ်၁စိတ်သက်နဲ့နံပါတ်၂စိတ်သက်ကိုကျွန်တော်တို့ဘယ်တော့ဘယ်တော့မှမကျင်သုံးပါနဲ့တဲ့ကျွန်တော်လူတယောက်ကိုကူညီမယ်ရားပေးမယ်ကိုကျွတ်တယ်မရှိဘူးအားလုံးကိုလှုပ်ပေးမယ်ပေးဆက်မယ်ငါပဲမှန်တယ်ယုံကြည်မှုစိတ်သက်လို့လည်းပြောရကျွန်တော်ကိုကိုကိုယုံကြည်တာပေါ့ ကျွန်တော်တို့လူတွေမှာစိတ်၅မျိုးရှိတယ်။အဲ့ဒီစိတ်၅မျိုးကိုကျွန်တော်တို့ဒီဗီဒီယိုတွေမှာဆွပြဖို့တောင်းဖြစ်လို့အဆောင်အကြည့်ပေးပါ။နံပါတ်၁စိတ်ဓာတ်အနီရောင်စိတ်ဓာတ်အဲ့ဒီအနီရောင်စိတ်ဓာတ်ကဘာလဲဆိုတော့ငါအစွဲတွေမာနာအစွဲတွေ ਨੇ စိတ်ဓာတ်ဖြစ်တယ်ဗျ။ငါဒီလောက်လှုပ်ပေးနေတာတော့မှငါဘောကြီးမဆိုင်ဘူး။ငါ့ကိုလေးစားမှုရှိဘူး။ ငါ့ကိုတန်ဖို့မချဘူး။ငါပဲမှန်တယ်။အဲ့လိုမျိုးအရာတွေကျွန်တော်အနီအောင်စိတ်သက်လို့ကျွန်တော်ခေါ်တယ်။ပြီးရင်ကျွန်တော်အဝိုင်အောင်စိတ်သက်ရှိတယ်။အဝိုင်အောင်စိတ်သက်ပါတယ်ဆိုကျွန်တော်အမြဲတမ်းကိုကိုကိုတိတ်ငင်နေတာ။ငါနဲ့မထိုက်တန်အောင်ငါမဖြစ်နိုင်ပါဘူး။ငါဟိုကမဟုတ်လို့ဖြစ်နိုင်ပါဘူးဆိုတဲ့စိတ်သက်ရှိတယ်။ ပြကြရင်ကျွန်တော်တို့တတိယစိတ်သက်ကအစိမ်းအောင်စိတ်သက်အစိမ်းအောင်စိတ်သက်ဆိုတာဘာလဲဆိုကျွန်တော်တို့လက်ရှိဖြစ်နေတဲ့အရာမှာကျွန်တော်အမြဲတမ်းတတိနဲ့အတိနဲ့ကန့်နေတဲ့စိတ်သက်ကိုကျွန်တော်ပြောလို့ရတယ်တခုခုဖြစ်ပြီဆိုကျွန်တော်တို့ဝင်နေထွက်လေးရှုပြီးတော့ဘာမှမဖြစ်ဘူးအားလုံးအဆင်ပြေတယ် ဘယ်ရောက်မှလည်းကျွန်တော်လုံလုံကျွတ်ကျွတ်မပြောသူလို့ဘယ်ရောက်မှလည်းလုံလုံကျွတ်ကျွတ်မဆွဆွဲတာကိုကိုစိတ်ကိုကိုထိန်းလာပြီးတော့ကျွန်တော်တို့ဖြစ်တင်ဆုံးရောက်ပဲအများနဲ့တတိနဲ့အတိနဲ့ကတ်နေဆိုတဲ့စိတ်ဓာတ်ပေါ့ကျွန်တော်တို့အဲ့ဒါပြီးွားရင်ဆိုရင်တော့ကျွန်တော်ဗာစိတ်ဓာတ်လာမယ်ဆိုပြာရောင်စိတ်ဓာတ်လာမယ်အဲ့ဒီပြာရောင်စိတ်ဓာတ်ကတော့ကျွန်တော်ယုံကြည်မှုစိတ်ဓာတ်လို့လည်းပြောလို့ရကျွန်တော်ကိုကိုကိုယုံကြည်တာပေါ့ငါအကောင်းဆုံးလုပ်ပေးတာလေငါဘာမှစိုးရင်စရာမရှိဘူးငါလုပ်တဲ့အရာတွေကငါအကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တယ်ဘာပဲဖြစ်ဖြစ်ငါမစိုးရဲဘူးငါလုပ်တာတွေကငါယုံယုံကြည်ကြည်ရှိတယ်ပြီးကျွန်တော်နောက်ဆုံးစိတ်ဓာတ်ကတော့ပန်းရောင်စိတ်ဓာတ်သူကကြတော့ဘာလို့ ျိုးလဲဆိုဝေတနရာစိတ်သက်လို့လည်းပြောလို့ရတယ်ကြာကျွန်တော်တို့ကိုကြိုးအတွက်မကြည့်ပဲနဲ့အရာရာကိုကျွန်တော်ပေးဆက်တဲ့စိတ်တယ်ကျွန်တော်အောင်မြင်တဲ့လူတိုင်းမှာရှိတဲ့စိတ်တယ်ဗျာကျွန်တော်လူတရားကိုကုညီမယ်ရိုင်းပေးမယ်ကိုကြိုးအတွက်မရှိဘူးအားလုံးကိုလှုပ်ပေးမယ်ပေးဆက်မယ်ပေးကြီးပဲဗျာအဲ့လိုမျိုးစိတ်တယ်ပေါ့ တော့လောကကြီးမှာခင်ဗျားတို့ရှင်သန်နေရတဲ့အချိန်မှာနံပါတ်၁စိတ်တက်နဲ့နံပါတ်၂စိတ်တက်ကိုကျွန်တော်တို့ဘယ်တော့ဘယ်တော့မှမကျင်သုံးပါနဲ့တဲ့ခင်ဗျားတို့တကယ်ကျင်သုံးရမယ့်စိတ်တက်ကနံပါတ်၃၄၅ကိုအချိုးချညီတူစွာကျင်သုံးပြီးတော့ခင်ဗျားတို့ဖြစ်ချင်တဲ့ဘဝခင်ဗျားတို့အောင်မြင်ချင်တဲ့ဘဝခင်ဗျားတို့လိုချင်တဲ့ဘဝကိုအဲ့ဒီစိတ်တက်သုံးဖို့နဲ့ပဲခင်ဗျားတို့တွားလို့ရပါမယ်တဲ့နံပါတ်၁စိတ်တက်နဲ့၂စိတ်တက်နဲ့ဆိုရင်ခင်ဗျားတို့တွားလို့ရပါမှာမဟုတ်ဘူးတဲ့ အားလုံးပဲစမ်းကြည့်ပြီးရင်ကျွန်တော်ဘာဖြစ်မလဲဆိုတာကိုမမတစ်ချက်ပြောပြပေးအားလုံးကံကောင်းကြပါစေဖေဆော့